မြတ်စွာဘုရားကစကား၃ခေါနဲ့နဲ့ပြောထားတာရှိတယ်။မိဘကသားသမီးတွေပုံမှာဘလို့ခြေဆုပြုတယ်ဆိုတာ၃ခုတည်းနဲ့အလုံးချုပ်ပြီးငုံပြီးအောင်ကာပါဖြစ်အောင်ပြောထားတယ်စကား၃ခုရှိတယ်။တုတ်တန်တိုင်းမှာလို့လို့မိဘနဲ့ပတ်သက်လာပြီးပြောတဲ့အခါမှာအဲ့ဒီစကားလေးပါတယ်။ပဟုပကာရဘိခွေ မာတာပိတရောပုဒ္ဒနာ။ယဟန်တို့မိဘသားသမီးတွေပုံမှာခြေဆုများတယ်တဲ့။ ။ဘာဖြစ်လို့ကျေးဇူးများတာတော့ဆိုအာပါဒကာအသက်ရှင်အောင်ဆောက်ရှောက်ခဲ့တယ်။ဟောဒါတခု။ဟုတ်တယ်လေ။မိခင်ကမလိုချင်ခဲ့ဘူးဆိုလို့ရှင်အစောကြီးပဲဖယ်ရှားပြစ်လို့ရတာ။ဘာဒီကနေ့ခင်မှာမေတ္တာပြက်လို့လူဘဝတောင်မှမလာရဘူးဆိုပြီးတော့ပိတ်ဆို့တာတွေရှိနေတာပဲ။တော်တော်တော့စမ်းကြဲတဲ့အခက်ပဲနော်။ လူဘွားလာခြင်းနိုင်မလာရဘူးမနုဿတ္တဘာဝဒုံဘောဆိုလူဘွားလာခြင်းမရဲဆိုတော့မှပဲမလာခဲနဲ့ဆိုပြီးတော့မောင်းထုတ်ခံရတဲ့လူတွေရှိတယ်။ကံမကောင်းအောင်ကြောင်းမလာရင်ဒီလခံမာပဲเนาะအဲ့တော့လူဘွားကိုတားဆီးပိတ်ပင်နေကြတဲ့ဟာတွေခစ်မှပေါ်နေတယ်။အဲအဲ့ဒီမှာအပါရကမိမိ လူသားဘဝရလာတဲ့အခါမှာဆောင်းလျှောက်တယ်ဘေးရန်အန္တရာယ်တွေမကြအောင်ဆောင်းလျှောက်တယ်ဒါမိဘရဲ့ကလေးစဉ်းစားကြည့်ကလေးငယ်ဘဝဆိုတာသူ့ခြေသူ့လက်တည်နိုင်တာမှမဟုတ်တာသူ့ဘာသူရေထားတောင်းနိုင်တာမှမဟုတ်တာဆားလဲဆားတယ်လို့ပြောနိုင်တာမှမဟုတ်တာအဲ့ဒီအချိန်လေးမှာအမေဖေရတာမဆောင်းလျှောက်ဘူးဆိုရင်ဘလောက်ဒုက္ခရောက်မလဲကိုယ့်အကိုစဉ်းစားကြည့်ပါဒါကြောင့်မို့မိဘရဲ့ခြေဆုဟာ လုံးဝမမေ့သင့်ဘူးလို့ပြောတာအပါရကဆောင်းလျှောက်ခဲ့တယ်ဆောင်းလျှောက်ရင်ဆောင်းလျှောက်ရမှာမဟုတ်ဘူးမိဘကပေါ်တကနှုတ်ချတိုက်ကျွေးမွေးခဲ့တယ်ဘုရားရဲ့တရားတော်ရနှုတ်ဆိုတာသွေးပဲတဲ့မိခင်ရဲ့မေတ္တာအစိမ်ဟမှုကြောင့်မို့လို့သွေးဟာဖြူသွားရတယ်မိခင်ရဲ့နှလုံးသားထဲကမေတ္တာစွမ်းအားနဲ့ နီးရဲနေတဲ့သွေးလေးဟာဖြူစင်သွားဖြူဆွတ်သွားကဲပြီးကဲပြောင်းနေဆိုတာရှိတယ်နိစိတ်ဆိုးကြည့်ပါလားမျက်နှာရည်ရည်ဖြူရာကနေနေလာမှာပဲဒါစိတ်ရဲ့လှုံ့ဆော်မှုတွေခေါ်တာပေါ့မိခင်မှာလည်းဒီစိတ်ရဲ့လှုံ့ဆော်မှုကြောင့်သားသမီးကိုတိုက်ကျွေးမဲ့ရင်သွေးဟာဖြူဖြူလာတယ်ပေါ့ စိတ်ဆွမ်းအာမေတ္တာဆွမ်းအကြောင်းဖြူလာတယ်။ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒါမိဘရဲ့သွေးလိုပဲပြောတာပဲ။နှုတ်ရင်ဆိုမိဘရဲ့သွေးပောတကငငယ်လေးတည်းမစားနိုင်တဲ့အချိန်မှာမိဘကကျွေးလာခဲ့တာ။နောက်တစ်ခုကိုခြုံပြီးတော့ပြောလိုက်တာအိမတ္တလောကတ္တဓတိတာတော့တဲ့။ ဒီကနေ့ကြုံတွေ့နေရတဲ့လောကကြီးကိုဘသူပြတာတုံးဆိုမိဘကပြတာလောကမှာခိုင်းလို့ပြီးတော့လိုက်ပြမယ်ဆိုရင်ဂျေစုတင်နဲ့ပြောကြအောင်ပါပဲလူလောကလူအကြောင်းလူဘဝမှာတွေ့ကြုံခံစားရသမျှဟာမိဘကပေးတာလို့ပဲပြောလို့ရတယ်ဒါကြောင့်မို့မြတ်စွာဘုရားဒီအချက်၃ချက်ကိုနဲ့မိဘသိဂျေစုများတယ်ဆိုတာကိုဒီ၃ခုထဲနဲ့စကားကုံအောင်ပြောထားတာနော် အာဘာရကဆောင်းလျှောက်တယ်ပောဒကကျွေးမွေးတယ်ဣမတ္တလောကတ္တထတ္တိတာရဒီလောကကြီးကိုပြတယ်ဒီလောကကြီးမြင်ခွင့်ရတာလူအတိုင်းဝိုင်းနဲ့ရောက်ခွင့်ရတာမိဘရဲ့ခြေစုပဲလို့သူတို့ဆိုလို့တယ်အဲ့ဒီသုံးပါဒါမိဘရဲ့ခြေစုတရားပဲကျန်တာရင်းလျှောက်ချက်ပြီးတော့ပြောရင် ပြောလို့ဆုံးမှာမဟုတ်ဘူးလေမြတ်စွာဘုရားဒါမှမဟုတ်ဒီသုံးချက်နဲ့ပဲ မိဘရဲ့ခြေဆူးဆိုတာကို ဖော်ကျူးပြီးတော့တုတ်တန်ဒီမှာဟောထားခဲ့တာ